MSP ဒီကားမှာကျတော့ဒရိုက်တာဖြစ်နေတာ哦ဒရိုက်တာဖြစ်နေတဲ့ခါကျတော့ तू ကအမထားလိုက်ပါတော့အမအမရွေးလိုက်တဲ့အင်ဂျီရောင်လေးပေါ့နော်လူမျိုးရောင်လေးကစာ तू ကအမ်ဟိုမလို့ချင်ဘူးအမကျွန်တော်အဲ့ဒီရောင်မလို့ချင်ဘူးပဲအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒီဒီအင်ဂျီမာတင်စပြီးတော့အဲအဲ့လိုမျိုးဖြစ်ပြီးအဲအင်ဂျီမာတင်တွေ့ရအမကျွန်တော်ဒီရောင်မလို့ချင်ဘူးဆိုပြီးအဲ့လိုမျိုးဖြစ်ပြီးလင်းပြီးရောဟိုစင်းမော်ရောက်ကုန် ပထမပြောလိုက်တဲ့ဒီစကားတယ်အဲ့တော့ဟာမကျွန်တော်လည်းမြင်မဟုတ်ဘူးဟာမရှင်းပါရိုက်ထားတယ်လေ MSP ဘယ်လိုမျိုးလုပ်ခွင့်ရလဲဆိုတဲ့အခါကျတော့တတိယဒီမှာပေါ့နော်ဟိုစိတ်သဘောထားနူးညံ့နေဟိုကြောက်အောင်ဆရာမကြီးဟိုနေရာပေါ့နော်အဲ့လိုမျိုးဆိုတော့ဘယ်လိုမျိုးလေးလုပ်ခွင့်ရလဲဆိုတော့ဒီဟာကျတော့လေအဲဟိုတတိယ အပြင်ပုံမှန်ဟို character လေးပဲဟိုဆိုတော့လေအာဒီနေရာလေးကတော့အမနဲ့အဆင်ပြေမယ်ဆိုပြီးတော့ director ကိုမင်းဦးကနေပြီးတော့အာအမကိုတင်ရလေးဟိုဟိုခေါ်ရိုက်တာပေါ့နော်ကိုမင်းဦးနဲ့ကအမကဟို director နေနေတော့မမမြိုက်ဘူးဟိုဒါပေမဲ့လို့ဟိုဇလန်းဟို director ကိုသားညီရိုက်တဲ့ ဟိုဗာလဲပိုင်ရှင်ရှိတယ်မကျူးကျော်ရပါဘောเนาะအမအိတ်ကားမှာတော့ကိုမင်းဦးနဲ့စုံမှုပါတယ်ဟုတ်အာကိုမင်းဦးတို့ကကြတော့ဒါအမတို့ငငယ်ကလေးကတရားပေးခဲ့ရတယ်အော်မင်းသားတွေဖြစ်တယ်ဘောเนาะအရန်ကိုထူးထွန်နေအာဟိုတရုတ်ဆောင်နေဘောเนาะအမတို့ဟိုလေးစားရတယ်အတူခိုးရတယ်ကိုမင်းသားတွေပေါ့เนาะအဲ့လိုမျိုးဖြစ်တယ်အခုဒါရိုက်တာအနေနဲ့စုံရတဲ့အခါကျတော့လေအမအပို့ပြီးတော့ ိုမင်းကိုပို့လေးစားရတယ်ပေါ့နော်အမားတို့နေရာကျတော့အမားတို့ကကျတော့ဒါဟိုနောက်ပိုင်းဝင်တဲ့ဟိုတရုတ်ဆောင်အစ်စ်လို့ပြောလို့ရတာပေါ့နော်အဲ့ခါကျတော့အဲ့ဆင်းပထမအဆုံးနေမှာပဲအကိုမင်းကသူဖြစ်ချင်တာလေးတွေပေါ့နော်ဟာအမကကျွန်တော်ဒီလိုမျိုးလေးဖြစ်ချင်တာဒီ character နီးနေရတော့ဒီလိုမျိုးလေးလုပ်ချင်တာအဲ့လိုမျိုးပေါ့ပြောအများကြီးတင်ယူရပါတယ်လေးလေးလေးစားရပါတယ်ကိုနေဆော့ဆော့ပြောထားတယ်လို့ပေါ့နော်ရှေ့က senior လေးလေ senior လေးဖြစ်တယ် အာပြီးတော့အခုဒီစင်ပေါ်မှာလည်းဒါရိုက်တာလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့မတော်ကကြတော့အမှုပညာပိုင်းအနေနဲ့ကတော့နည်းသေးတာပေါ့နော်ဟိုအစ်စ်လည်းဖြစ်တဲ့ပြည်ဟိုဝင်လာအမှုပညာလောကတွေဝင်လာတာကလည်းမကြသေးဘူးဖြစ်တဲ့အထွက်ချောင်းမို့လို့ဟိုတင်ယူရတာပေါ့နော်အအများကြီးဟိုတင်ယူရပါတယ်ဟာမပထမအဦးဆုံးဆင်းရပထမအဦးဆုံးနေ့မှာပဲပထမအဦးဆုံးနေ့ပထမအဦးဆုံးရိုက်တဲ့ဆင်းမှာပဲ အဲ့လိုမျိုးလေးပေါ့နော်အာနေအာနောက်တော့ကိုမင်းကတေချာပြပြပါတယ်အမကျွန်တော်လူကျင်နာတွေကတော့ဒီလိုမဟုတ်ဘူးဆိုတဲ့အခါကျတော့ဒါဘယ်လိုပဲဖြစ်ဖြစ်ဒီစင်းလေးပြီးပြီးမြောက်မြောက်ဖြစ်အောင်ရိုက်ဖြစ်သွားတယ်ဆိုတဲ့အခါကျတော့ဒါဒရိုက်တာတော်လို့ပေါ့နော်အများကြီးဟိုတင်ပေးပါတယ်ဟာဒါပေမဲ့ဒီကားမှာကျွန်တော်တို့ဒရိုက်တာဖြစ်နေတာဟုတ်ဒရိုက်တာဖြစ်နေတဲ့အခါကျတော့သူကအမထားလိုက်ပါတော့အမအမရွေးလိုက်တဲ့အင်ဂျီရောင်လေးပေါ့နော်ဒီလိုမျိုးရောင်လေးကစသူက အမ်ဟိုမလို့ချင်ဘူးအမကျွန်တော်အဲ့အရာမလို့ချင်ဘူးပဲအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒီဒီအင်ဂျီမာတင်စပြီးတော့အဲအဲ့လိုမျိုးဖြစ်ပြီးအဲအင်ဂျီမာတင်တော်ရအမကျွန်တော်ဒီအရာမလို့ချင်ဘူးဆိုပြလို့မျိုးဖြစ်ပြီးလဲပြီးရောဟိုစင်းမော်ရောက်ကောအဲ့လဲပြလိုက်တော့ okay ဆိုပြီးစင်းမော်လဲရောက်လဲရောက်ကောဟိုအမနည်းနည်းတော့အဲ့မှာလန့်သွားတာပေါ့နော်အဲ့လန့်သွားတဲ့အချိန်မှာပြီးအဲ့အဲ့မှာစင်းမော်ရောက်နေဆိုတော့ပထမပြောလိုက်တဲ့ဒီစကားတွေ အဲ့တော့ဟာအမကျွန်တော်လည်းမျိုးမဟုတ်ဘူးဟာအမအရှင်းပါရိုက်ထားတယ်လေအဲ့လိုမျိုးဆိုအဲ့နည်းနည်းတော့သူနဲ့လည်းစုံမျိုးပါတော့ဟာအမကျွန်တော်နဲ့အရှင်းပါရိုက်ဖူးတယ်လေအမဒီလိုမျိုးမဟုတ်ပါဘူးအမကျွန်တော်စကားပြောတာတွေနားထောင်ဖူးတယ်ဒီလိုမဟုတ်ပါဘူးကိုကတော့အမနည်းနည်းကြောက်နေရပါတော့မဟုတ်ကြောက်တယ်လေဟိုမဟိုမပြောရဲဘူးလေအခါကျတော့အမလည်းမဟုတ်ဘူးနည်းနည်းလေးအချိန်ပေးနည်းနည်းစကားပြောဟိုရွှေသမီးနဲ့စကားပြောနောက်မိုးပွင့်ဖြူအဲ့လိုနည်းနည်းပြောပြီးတော့အမနည်းနည်းလေးအချိန်ရပြီးတော့မှ အဲ့ပထမဆင်းလေးပြီးသွားတာဗောနော်အဲ့အဲ့တော့မှအမရပါတယ်မဘာဖြစ်လို့လဲဆိုပြီးတော့အဲ့ပထမအဦးဆုံးအဲ့ရက်ပြီးတော့အဲ့ဒီပထမအဦးဆုံးဆင်းမယ်အမပထမအဦးဆုံးရိုက်တဲ့နေ့မှာဟိုသုံးဆင်းလာမသိတည်ထားတာအဲ့ဒီသုံးဆင်းတည်လိုက်တဲ့အချိန်မှာအဲ့ပထမအဦးဆုံးထွက်ထွက်ချင်းဆင်းလင်းပဲဆိုတဲ့အခါကျတော့နောက်ကြတော့အဲနည်းနည်းဟိုသူဒရိုက်တာလိုချင်တာလေးကဘလို့လေးဆိုတာလဲမလည်းနည်းအော်ဟိုမှာဖြစ်နေနည်းနည်းဟိုဖမ်းမိရောတာပေါ့နော်ပြီးတော့မတို့ ဟိုပြောတဲ့ဒီစကားပြောတဲ့ flow လေးပေါ့နော်အဓိကအကြံအဲ့ဒါသူကလည်းမျိုးမကြိုက်ဘူးဒီကားလေးကိုဟို tissue အားပေးပါအောင်လို့အရန်ကောင်းတဲ့ကားအာပြိတ္တတွေအကြိုက်ဖြစ်မဲ့ကားဖြစ်ပါဟိုဟိုဖြစ်မှာပါဟုတ်ဟုတ်မြန်မာစတာပစား